ုံးမွေးနေဟာကျွန်တော်ချေးခဲတယ်သုံးပွန်းပါပါတယ်ဟာကဲမာကြီးညာညာရတဲ့ငကျင်းတော့ငကျင်းစီနဲ့ငကျင်းပြန်ကြောက်စစ်ကောင်းမြစ်ထဲမှာတဲ့နော်စစ်ကောင်းစီတက်တာ30ပါတဲ့ဆက်လေးမှောက်ပြီးတော့အရာရှိအလောင်းကလာအဲ့စစ်ကောင်းမြစ်ထဲမှာကာကာကြီးပုတ်ပြီးတော့အထက်မှာပစ္စတိုရီပါတော့ခါမှကြီး YouTube digital marketing group just rushing gani pelin chuso live par ekuches ten sabime ah မေလ9ရက်နေ့မနေ့ပါရဲ့အထူးသတင်းလေးတွေကတော့တင်ကောင်းလေးနှစ်ပုံရဲ့ပြီးတော့ပြီးတော့မေလ4ရက်နေ့မနေ့ရပါတော့မေလ4ရက်နေ့တွင်ပြုလို့ online သတင်း social link ပေါ်မှာပေါ်တော့ media အများကြီးမိခွန်းများကိုပေါ်တော့ဒီတင်ရက်လဲမှဘူမူချီအပလန်ကပြန်လဲဖြစ်ကြတဲ့ဗီဒီယိုရုပ်သံဖိုင်လေးတွေရဲ့ပြီးတော့နောက်မှာ အကိုစီတန်ဆက်ပြီးတဲ့တည်ရင်လေးတွေလည်းကြာမှာပြရတယ်။ဟုတ်ပြီထောင်းဆန်တက်ဂျက်စနဲ့တူဆောင်တွေလိုက်ပါကြည့်စုပေါ်တယ်ဖိတ်ခပါရတယ်။ကြောက်ပြီတည်ရင်လေးတွေစားလိုက်ကြအောင်နော်။ဟုတ်ပြီပထမဆုံးတည်ရင်တပေါ်နေနေမြန်မာနိုင်ငံတဝက်မေလာ၄ရက်နေ့ရရှိထားတော့အချက်အလက်များရစစ်ကောင်စီတပ်ဖွဲ့ဝင်26ဦးမှသာပေါ်တော့ကြောက်ပြီဒုက္ကဝိတပ်ဖွဲ့များရထုတ်ပြန်ခြင်းနဲ့ပြောဆိုခြင်းများသိရှိရတဲ့တည်ရင်လေးဖြစ်ပါလိမ့်မယ်။ပြီးတော့နောက်မှာမန္တလေးတိုင်းမတရားမြို့နယ်အတွင်းတာဝန်ကျနေသောစစ်ကောင်စီတပ်သားနှုတ်လက်နက်ခဲယမ်းများယူဆောင်ပြီးအလင်းဝင် ်ခဲ့တယ်လို့သိရှိရပါတယ်။ကောင်းပါကောင်းเนาะ။ကြည့်ဟုတ်ပြီဗီဒီယိုလေးတွေဆက်ကြည့်လိုက်ကြအောင်เนาะ။တက်ပွဲလို့လို့မရဘူး။အာပြီးတော့ဒီသူ့ရဲ့ဒီ pipeline တစ်ချောက်ပေါ့เนาะ။အာ gas pipeline တစ်ချောက်တက်ပွဲမလို့ရဘူး။တက်ပွဲမဖြစ်ရဘူး။အဲ့ဒါဒီမကဘူးဒီအာသူ့ရဲ့အာဒီတူစပါရရှိရမြာပေါ့နော်သူရဲ့စစ်ပွားရေးရှိမြာဆက်ယုံနေရှိရမြာအဲ့ဒီပြည်ကိုတပ်ပွဲမလုပ်ရဘူးတော့အောက်လျှောက်20နဲ့ချီတော့လျှောက်တော့အမြဲတမ်း ပုံအမြင်နဲ့ဒီလူကိုယ်တိုင်နဲ့တက်မှလည်းပြောတယ်ဘာလို့ message နဲ့လမ်းလမ်းအလားပြည့်တဲ့ဒါပုံမှန်နဲ့မြင်တဲ့ဒါတောက်လျှောက်ဒီလိုမျိုးတပည့်မဖြစ်မဖြစ်ပါဘူးတောက်လျှောက်ဒီပြောခဲ့တယ်ဆိုတော့အဲ့လိုမျိုးပြောခဲ့တာပြောခဲ့တဲ့အနိုင်ငံကမစ္စတာခဲ့တဲ့တပည့်ပုံစံမျိုးတော့ဖြစ်နိုင်ခြေလည်းမရှိပါဘူးရှိလည်းမရှိဘူးလို့ကျွန်တော်တို့သိရပါတယ်။နောက်မှဒီသစ္စာမှုပုံမှာဒီ training အဲဒီသားလေးပါတကယ်လက်ခံမှာဟိုပိတ်မှုရှိသလားဆိုတော့ဒါလည်းဒါကျွန်တော်တို့အဖွဲ့အစည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုပြတ်ထမ်းဖို့လို့ပဲကျွန်တော်တို့နားလည်ပါတယ်အဲကြောင့်မလို့လူပတ်တဲ့သတိထုတ်ပြန်မှုလေးကျွန်တော်ပုံမှန်လုပ်ဆောင်နေရှိပါတယ်နောက်မှဒီချင်းချမှုရှိသလားဆိုရင်အာဒါရှိတယ်လို့ပြောရမယ်ဒီမှာလေဘာဖြစ်လို့ဆိုတော့ဟိုတော်တော်ကအာဒါရှိလီအစိုးရကနေမှာဒါကျွန်တော်တို့ပိတ်ဖို့တဲ့စာကလည်းဒါအလုံးမမိကြနိုင်မယ်လို့ထင်ပါတယ်အဲ့တော့ဒီမှာကပါဘူးခုနဒီ နှုတ်နဲ့ရောအတရားနည်းလမ်းကြောင်းနဲ့ရောအပုံမှန်ကုနာဒီဖြာချင်းချမှုဆိုတာတဲ့ပြားပေးမှုပေါ့နော်ဆိုတော့အဲ့ဒီမျိုးရောပုံမှန်တော့ရှိနေပါတယ်လို့ကျေးဇူးပြုကြလို့ပါတယ်ပေါ့နော်ဆိုတော့ဒီဘိုင်ဂျစ်ဒီနေ့မှာတက်ရောက်လာကြတဲ့ဒါကျွန်တော်တို့အာမီဒီယာရဲ့ပုံမှန်ကျေးဇူးတင်တယ်မေဂွန်မီမြန်ကြတဲ့အာဒီတင်းထောက်အရောက်စစ်တမှုလည်းကျေးဇူးတင်ပါတယ်ပြုကြလို့ပါတယ်ကျေးဇူးပါခင်ဗျ ကဲနော်အားလုံးကြပြင်တာပြင်တာဘာမှထမပြတော့ဘူးဆက်လက်ပြီးမှကိုစီတရင်လေးတမဆိုင်ခင်လေးမှာနော်အဲရေဘော်တွေရဲ့ဗီဒီယိုတိုလေးတွေတစ်ချက်လောက်ကြည့်လိုက်ကြနော်အဲ့ဒါငကင်းစီနဲ့ငကင်းပြန်ကြော်မှဖြစ်ပါတယ်နော်ဟေးလာမယ်နော်ငကင်းစီကြော်ညကြော်နော်ငကင်းကြော်ညညရထားတဲ့ငကင်းစီနဲ့ငကင်းပြန်ကြော်အင်းငကြင်းစင်းငကြင်းပြန်ကြောင်းဩဒီမှာတိုက်ပေါ်ကဟိုခွေးခွေးရရှိအိမ်ရပြင်မယ်လေအင်းအဲ့ဒါခွေးရရှိအိမ်မဲတာထဲထဲမှာပုံနေကြည့်ကြည့်ပါလားအင်းပူကြီးလေ သုံးမွေးနဲ့ဟာကျွန်တော်ချေးခဲတယ်သုံးပွန်းပါပါတယ်ဟာကဲမာကြီးညညရတဲ့ငချင်းတော့အချင်းစီနဲ့ငချင်းပြန်ကြော်ပါကြော်ကွာကြော်ကြံကွာအားရတယ်မွေးလေးမွေးလေးဟာကြော်ပြီကြော်ပြီကြံနေဟဲ့နော်ရေဘော်ရရတော့နော်တကယ်အားရဖို့ကောင်းပါတယ်ကျွန်တော် ပြီးသူရဲဘော်တွေမှာနော်ကဲဟုတ်ပြီဆက်လက်ပြန်မှာနော်ကိုစီတန်ဆက်ပြီးတဲ့လင်းဆက်ကြည့်လိုက်ကြအောင်နော်ဒီနေ့ခေတ်ကလေအကျိုးပေးအရမ်းမြန်ဝေကမပုတုကကရင်နီမာတဲ့အဲတမိုက်စေကန်းကိုမိုဂျိုပစ်ခံရလို့ဆိုတဲ့တည်င်းကိုဗီဒီယိုဖိုင်နှစ်ခုလောက်တင်တယ်တစ်ခုကအဲ့တည်င်းပုံစံနဲ့တင်ပြီးတော့နောက်တစ်ခုကျတော့ရီရှင်လုတ်ပြီးတော့တင်တယ်အဲ့ဒါဘာလဲဆိုတော့ကရင်နီမာနော်ဘာဖြစ်လဲ ကံကံကြီးအကျိုးပေးတာပေါ့နော်အဲတပုံတမျှတွေကိုဘလို့မိုးကျိုးပစ်တာလို့ဘာဖြစ်တယ်ဆိုရင်ဒါဟာလူမင်းဖုံးကြီးတော့နတ်မင်းမနေတာလားဒါကြောင့်မလို့မိုးကျိုးတော့မနေတာပဲပစ်ချတာလို့ဒီစေကပေးကန်းကိုမိုးကျိုးပစ်တော့ပျော်ရွှင်ပြီးတော့သူပုတ်နေတယ်နော်အခုတတိယတစ်ခုထပ်တက်လာစစ်တောင်းမြစ်ထဲမှာတဲ့နော်စစ်ကောင်စီတပ်သား30ပါတဲ့ဆက်လီမှောက်ပြီးတော့အရာရှိအလောင်းကလာ အဲ့စစ်သောင်းမြစ်ထဲမှာကာကာကြီးပုတ်ပြီးတော့အထက်မှာပစ္စတိုရီပါအဲ့မှာခါမှရှိတယ်အဲ့ဒါပြစ္စတိုဝဲကလေးဝါနေမော်တာမလို့အော်တိုလေးတန်တရာတစ်ဖက်ကိုအကြာကြီးစောက်စရာမလိုဒီနေ့ခက်ကစောမြန်တယ်ဘာလို့ဆို 5G ခက်ဆိုတော့လေချွိ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 ပဲနေတယ် wifi နဲ့ down လို့ပဲเนาะအဲရိုးရိုးဖုန်းနဲ့ down လို့မဟုတ်သိလားအဲ့တော့အဲ့ဒီ port တူတင်ပြီးပြောနေရက်ကကျွန်တော်ဩဒီကောင်မလေးတွေတကယ်ဟိုအခုလိုစိတ်ကြီးကြပါပဲလားလို့ဘာလို့ဆိုတော့ သူအောက်မှာလည်းမှတ်ထားတဲ့လူတွေရှိတယ်ကြည်ဝကြည်ဝကျွန်တော်ပြီးမှကျွန်တော်ကြည်ဝမှာကြည်မှတ်ကြည်ဘုရားဘုရားဟောထားတဲ့အတိုင်းကံကံကြီးအကျိုးဆိုတာရှိနေတယ်မှတ်ကြည်ပြောရကြတာနော်သူအောက်မှာလည်းကြည်လက်ပုံနှစ်ခုတင်ပြီးတာနဲ့သူအောက်မှာမင်းမင်းဆိုင်ဆိုင်မှတ်ထားကြတာမှတ်ထားကြတာနော်မှတ်ကြည်လက် ဒီကရင်နေရစေပေးခန်းကိုမိုးချိုးပြစ်ချတဲ့ဟာသူတို့ကအဲ့လောက်ထိပြောနေရတယ်။ဟုတ်ပေါ့ဘာလို့ဆိုတော့သူတို့ကပြောမှာပေါ့။ပြောမှာလို့ဆိုတော့သူတို့စစ်တပ်နဲ့တိုက်လို့မှမနိုင်တော့တော့မိုးချိုးလေးပြစ်လို့ပြည်သူတယောက်တည်တဲ့သူတို့ကပြောရတဲ့ဘဝရောက်နေရတာ။နော်ပြန်တွေ့ကြည့်ရင်တော့တနာမှုတော့ကောင်းတယ်။အဲ့လောက်ထိဖြစ်နေတယ်သူတို့ဘဝ။ဟိုသူတို့ကိုယ်တိုင်လုပ်လို့မရတော့လာရှိုးလိုချင်လို့စီရင်လည်းတယောက်ကိုတွားဟုတ်လားဘောဆုပ်ပြီးတော့လာရှိုးတောင်းမှလုပ်နော်အခု အဲတောင်မဲတို့ဘာလို့လိုချင်တော့လဲတရုတ်ကိုဘောဆုတ်ပြီးတော့သွားတောင်းလာပြန်ရဲ့လှန်ပြလိုက်တော့မရပြန်အောင်အဲအခုအဲ့လိုပဲနော်စေပေကန်လေးကိုမိုးထိုးပစ်ချလိုက်တဲ့ဟာကိုမကြည့်ဖြစ်နေကြတာအောက်မှာပျော်တဲ့လူကပျော်ဘောမကြီးဒါအကောက်တူတွေများပါတယ်ကြည့်လိုက်လို့ရှိရင်ဘောမကြီးထုံးစံပေါ့ကတွေ့တယ်နော်အဲ့ပြောနေကြတာ အဲ့တော့မိုးချိုးပြစ်တယ်ဆိုတာကမထူးဆန်းဘူးလေပြန်။မြန်နိုင်ကမိုးချိုးလွှတ်ထားရင်ပြစ်လေကန်ကန်ကြီးအကျိုးရပါတော့လုပ်လို့မရဘူးလေ။ဟုတ်တယ်မလား။ဒါကလက်ရှိတိတ်ပတ်နီးရပြောမယ်ဆိုရင်ဒါမိုးချိုးပြစ်ချတာလက်စည်းချောင်းပြစ်ချတာလေ။အေးဘာသာရေးအရာကြည့်မယ်ဆိုလို့ချင်းဗုဒ္ဓဘာသာအရာကိုဘာသာရေးသမတ်ဆိုဘာသာရေးဆိုတာအမျိုးဆုံးရှိတယ်။ကိုဗုဒ္ဓဘာသာအရာကိုပြောမယ်ဆိုလို့ရှိရင်ဘုနေ့ကပြောသလိုကန်ကန်ကြီးအကျိုးဟုတ်တယ်မလား။အကုလို့လုပ်တဲ့ကန်အကုလို့တည်ရမှာပဲ။အကုလို့ကန်အောင်မလုပ်ထားရင်အကုလို့တည်စရာအကြောင်းမရှိဘူး။ဒါကဘာသာရေးအရာ။ဒါပေမဲ့လက်ရှိဒီနေ့ခေတ်မှာမိုးချိုးပြစ်တဲ့အရာကြီးကိုဇာကြီးချက်ပြီးပြောရအောင်နိုင်ငံရေးနယ်ပယ်မှာ ဒါဒါဟာတာဖြစ်တာဟုတ်ဟုတ်တယ်မလားအဲ့တော့ဒါဟိုသူတို့ကတကယ်ဘယ်လိုပြောမလဲအောင်မြင်မှုကြီးလို့လုတ်ပြီးတော့ဝိုင်းဟာလူများမိုးထိုးပစ်ခံရတော့တည်ဆုံးတဲ့အရာကိုသူတို့မှဝမ်းတန်လုံးဖုတ်ပြီးတော့ပျော်ခဲ့တဲ့ဟာအခုသူတို့အားကိုးပါတယ်သူတို့ဖေခေါ်ပါတယ်လက်ခုပ်ပြီးပါတယ်ဆိုတော့စစ်ခွေးတွေချက်ချင်းလေးမှောက်ပြီးတော့မသားပေါ်ကာကာကြီးခြောက်ထဲမှာပက်လက်ပြီးလိုက်မျိုးဟမ်အဲ့ဒါနော်တရင်လေးဖတ်ပြမယ်စိတ်မကောင်းဘူး တကယ်စိတ်မကောင်းကိုငွေဘူးပြောလို့ပဲစိတ်စိတ်မကောင်းနော်တင်းလေးဖတ်ပြအောင်စိတ်မကောင်းမှန်းကြီးလို့ဘဝတိုင်းရွှေချင်မြွနဲ့ရှိကွမ်းစိတ်နည်းနည်းရေစကန်တိုက်ခိုက်ခံရမှုပါတက်ကိုတော်သည့်စစ်ပေါင်းစီတက်ဤဆက်လီတစီသိမ့်မှောက်ပြီးအင်အား30ခန့်မြစ်အတွင်းမျောပါသွားကြောင်းဒေတာတော်နိုင်ရင်တင်းမြင့်များကလူလူຫນွေဦးလို့ပြောသည်ဆိုပါကွမ်းစိတ်တက်စကန်းဒီဝေါမျိုးနဲ့အစွန်တွေ့ရတဲ့မိန်ကြီးရွာတစ်ဖက်ချမ်းစစ်တောင်းမြစ်ဘေးတွင်တည်ရှိသည့်ဧက22 အပရင်23ရက်ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဥဆောင်ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ဝေါမျိုးနှင့်တရက်တမိန်ကြီးရွာဘက်မှစစ်ကောင်စီတပ်နှင့်ဂျူစောတီပူးပေါင်းအဖွဲ့အင်အား30ခန့်သည်စစ်တောင်းမြစ်ကိုဖျက်ကာဆက်လေဖြင့်တပ်ကူတွားရောက်ခဲ့ပြီးဤအတွင်ဆက်လေသိမ်းပေါက်ခဲ့ခြင်းဟုတော်လှန်ရေးသတင်းမြစ်များကဒေသခံများကပြောတယ်။ရင်းဆက်လေသိမ်းပေါက်သည့်ဖြစ်စဉ်မှာစစ်ကောင်စီတပ်အရာရှိတအုပ်၏ရုပ်အလောင်းစစ်တောင်းမြစ်အတွင်မျောပါလာပြီးကိုယနေ့မေလ၄ရက်နနက်၈နာရီခွဲခန့်တွင် ဒေသခံရေလုတ်သားတချို့ကဝေါမျိုးနယ်ကြိုက်ထုံမျိုးနယ်အဆက်ခရွယ်ကြေးရွာအနီးတွင်တွေ့ရှိခဲ့တယ်။လွန်ခဲ့တဲ့၄-၅ရက်လောက်ကကွမ်းစိတ်ဘက်မှာတိုက်ပွဲဖြစ်တဲ့အချိန်တရဲတမိန်ဘက်ကလာတဲ့စစ်ခွေးလေတစ်စင်းစစ်တောင်းမြစ်ထဲမှာမှောက်သွားတဲ့အယောက်30ပါလာတယ်လို့တိထားရတယ်။အဲ့ဒီထဲကအလောင်းတွေညောလာတာပေါ့ဟုတ်ယနေ့မေ၄ရက်နနက်ခဝဲခရွယ်ယွာအနီးစစ်တောင်းမြစ်အတွင်တွေ့ရတဲ့စစ်ကောင်စီတပ်အရာရှိရုပ်အလောင်းနဲ့ဆက်ဆက်နေပြီးဒေသခံပြည်သူတို့ကလူလူຫນွေဦးတို့ပြောတယ် မြေအတွင်းပုတ်ပွားမျောပါလာနေသည့်စစ်ကောင်စီတပ်အရာရှိရုပ်အလောင်းတွင်တနက်အတူတလက်စကားပြောဆက်ဟော်ကီတော်ကီတလုံးရှာပွေတွေ့ရှိပြီးဒေသအခြေပြုတော်နိုင်တပ်ဖွဲ့များကစစ်ဆေးသိမ်းဆဲလိုက်ကြောင်း၎င်းကဆက်ပြောတယ်။တော်နိုင်ပူပေါင်းတပ်ဖွဲ့များကကွမ်းစိတ်ရဲစခန်းအားတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီခမရ968နှင့်ခမရ968ကိုတပ်ရင်းများမှလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်ပြီးစစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုများပစ်ခတ်ခဲ့ရသည် ယမန်နေ့မေလ3ရက်နေ့တရက်ထဲတွင်လေရင်ဖြင့်ဘုံအလုံး30ခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်းတော်လှန်ရေးတပ်ဖွဲ့များထံမှစုံစမ်းသိရှိရတယ်เนาะဒါကတော့ချောင်းထဲမှာခွေးတွေဝက်တွေညောနေတယ်ခွေးမှသာစစ်ခွေးရဲ့အလောင်းပဲဖြစ်ပါတယ်စိတ်မကောင်းဘူးပြောတာเนาะမင်းတို့လူကကတော့စိတ်မကောင်းဘူးဒါပေမဲ့ရင်မကောင်းပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာအခုကဘာဖြစ်နေလဲလူတွေပျော်လို့ရတဲ့အနေအထားဖြစ်နေတယ်အဲ့ဒါကောင်းတဲ့လက္ခဏာပါ လောကကြီးမှာတရဝါတကောင်တေဝါတာတော့ပြောစရာကောင်းတဲ့အရာမဟုတ်ဘူးလူတယောက်တေဝါတာပြောနေရတယ်ဆိုတဲ့ကဒီတိုင်းပြီးတော့ဘလောက်အကုလူကကြီးနေတယ်ဆိုတာအဲ့ဒါအဖြစ်ပဲဒါပေမဲ့မပြောလို့လည်းမရဘူးအခုလက်ရှိအယောက်30ပါတဲ့စစ်ကောင်စီစစ်ကြောင်းကတိတ်မောက်သွားတယ်ဒါကိုကျွန်တော်တို့အောင်မလေးမပြောဘူးဆိုရင်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကတူစစ်ကြောင်းထိုးတဲ့ရွာမှာရှိတဲ့ပြည်သူလူထုကိုမျိုးစုံဒုက္ခပေးသွားတာမဟုတ်ဘူးလားမငင်းနဲ့မဟုတ်ဆိုတော့ကောင်လာခဲ့ငါပားရိုက်ပြီးတော့ပားရိုက်ပြီးလောင်းမယ်မင်းတို့စစ်တပ်ဘယ်လိုလုပ်လဲဆိုတော့တစ်ခုချင်းပြမယ်လာခဲ့လား ဘယ်ရောဘလို့မိချိုဝါလဲစစ်တောင်းဖိုးကဘယ်လေးကဘယ်လိုဖိုးဝါလဲရောဘယ်နှစ်ရောဘလို့လှုပ်ဝါလဲလက်ကလာအကုန်တက်တည်ပြပြီးမယ်နော်ငင်းနေတဲ့စာအလကားလက်ရှိငင်းနေဖြစ်နေတဲ့အရာတွေကိုမှတ်လက်ခံဖို့အချိန်တန်ရပြီအဲ့တော့ဒါတွေဟာဘာလဲဆိုတော့မြေပြင်မှာဖြစ်နေတဲ့အမှန်တရားတွေကိုပြည်သူကလက်မခံကြတော့တာနော်မြေပြင်မှာဖြစ်နေတဲ့အမှန်တရားကဘာလဲ ဒီအတိုင်းမျိုးကာဝယ်ပါတယ်ဆိုတော့နိုင်ငံရဲ့စစ်တပ်ကလို့ခံယူထားတဲ့လူတွေကဒီတိုင်းမျိုးမှာရှိတဲ့ပြည်သူကိုရန်လူလိုပြန်လဲတက်ဖြတ်တဲ့အရာကိုပြည်သူကလက်မခံကြတော့လားအခုလက်ကြည့်ပြောထားတဲ့ဇာတ်ကားထဲမှာဒီလက်ခံဇာတ်ကားပြောစစ်ကိုစစ်နေဒါပဲနော်ကိုယ်တွေဘယ်ရောက်နေလဲကိုယ်စစ်ကြောင်းဘယ်လိုထိုးနေလဲကိုယ်ကစစ်သားလို့တော့မခေါ်တော့ဘူးမင်းတို့တွေဝမ်းမနေဘူးလားငါတို့ကတနတ်ရှိတယ်ငါတို့လုပ်ရင်လုပ်ရမရတော့အဲ့ခေတ်ကဝါပြီခေါတော့ငါတို့ဘလို့ပေါ်ဆောက်မှုမဆိုင်ရှင်းလိုက်မလုပ်ရပဲဆိုခေတ်ကဝါပြီမင်းရတော့ဘူးပြည်သူကဘလို့ဖြစ်လဲပြည်သူကြည်ပြူမှရတဲ့ခေတ်ရောက်နေပြီ နော်အဲ့တော့ပြည်သူလက်ထဲမှာလည်းတဏှာရှိနေပြီအခုကြည့်နော်စစ်သားတယောက်တို့သူဆက်နေညှို့မှောက်ပြီးသေတယ်နော်လူတွေဝမ်းသာနေတယ်အဲ့သေသွားတဲ့အဲ့စစ်ဘုံမိသားစုအနေနဲ့စခန်းသားကြီးအတုအတွက်တိုင်းပြည်တွက်လည်းဘာမှအကျိုးမရှိဘူးပြည်သူတွက်လည်းအကျိုးမရှိဘူးတေယုံနောက်ဆုံးပေသွားတာတော့မှပြည်သူကအပျော်ကန်းနေပေါ့ဟမ်တန်နေခဲ့တဲ့သူ့မိသားစုတို့ကဘာဘာအကြထင်တယ်တိရင်တော့ဆက်နေတဲ့မျိုးပါတယ်အဲ့စစ်ဘုံဝင်ပြီးတော့သူ့မှာတန်နေခဲ့တဲ့တာသမီးတန်နေခဲ့ဟဲ့ဟိုမှာလေး ဟုတ်တော့တော်ဟန်ရေးတိုက်ပွဲတော့စစ်ကွေးဘက်ကဝင်တိုက်တယ်အဲ့ဒါသူ့ဖေစစ်ကွေးပေါ့စစ်ကွေးဘူလေးအဲ့ဒါစစ်ကွေးဘူသားလေးဒီကောင်လေးကသူ့ဖေချောင်းထဲမှာဆက်လက်မြှုပ်ပြီးမသာပေါ်လာတာခွေးတွေဝက်တွေတွေပြီးခွေးမသာလို့ညောပြီးတော့အမှလူတွေတို့တွေ့တဲ့အဲ့တင်းတော်တက်လာတဲ့လေဟာတာရက်ပွင့်ထဲမှာတကယ်ဖြစ်နေစကားလေးအဲ့ဒါတမိုင်းအဲ့ဒီတမိုင်းကိုလိုချင်ကြတာလားဟုတ်တယ်မလားငါတို့ကစစ်သားအမိတ်ပေးမလို့ကဆိုကိုမေကိုမေဟာတော့လိုက်အဲ့ဒါဆိုအမိတ်တဲအောင်နာနာနေအောင်မရှိဘူးမင်းတို့စစ်သားကဘာကြောင့်စစ်သားလဲဟဲ့တိုင်းပြည်ကိုကာကွယ်တိုင်းပြည်ဆိုတော့ဘာလဲ တိုင်းပြည်ဆိုတာပါလေတိုင်းပြည်ဆိုတာပြည်သူကိုပြောတာကွာစစ်တပ်ကိုစစ်ခေါင်းဆောင်ကိုပြောတာမဟုတ်စစ်တပ်ကိုပြောတာမဟုတ်ဘူးတိုင်းပြည်ဆိုတာပြည်သူကိုပြောတာပြည်သူကနေမှစစ်တပ်ကပောက်ွားတာစစ်တပ်ကနေပြည်သူပောက်ွားတာမဟုတ်ဘူးပြည်သူကစစ်တပ်ရဲ့အဖေအမေစစ်တပ်ကပြည်သူရဲ့သားအခုခါအဲ့ဒီစစ်တပ်ကသားသမီးလုပ်တဲ့ကောင်ကဘာပြောပြောအဖေအမေကနာခံရမယ်ဆိုတော့နော်မိဘစော်ကမီမျိုးမဲ့ကောင်မျိုးတွေမင်းတို့စစ်သားတွေဖြစ်နေတာဟွန်းတိတိစကြစဉ်းစားငါပြောတဲ့စကားမှားတာလို့ဘယ်တက်ကဘာပေါ်မှာစစ်တပ်မရှိတဲ့တိုင်းအများကြီးဖြစ်နေတယ် ပြည်သူမရှိတဲ့တိုင်းပြည်မရှိဘူးစစ်တပ်မှန်တယ်ကပြည်သူရှိရနေပေါက်ပွားလာတာပြည်သူရှိမှစစ်တပ်ရှိတာကိုပေါက်ဖွားလာတဲ့ကိုမိခင်ကိုကိုပြန်ပြီးတော့မရားတော်ချင်တာလက်ရှိမြန်မာပြည်မှာရှိတဲ့အာဏာသိမ်းထားတဲ့စစ်တပ်အဲ့တော့အဲ့ဒီကောင်တွေမှမပြိုပြက်ရင်ဘယ်ကောင်မှပြိုစရာအကြောင်းမရှိဘူးရှင်းရှင်းလေးပဲဒါကြောင့်မို့လို့မြန်မာပြည်မှာစစ်သားတွေပျော်သွားတဲ့အချိန်ကိုရောက်နေတာအဲ့တော့မင်းတို့ရဲ့ပြက်တုံးမှုကအဲ့ရစားနော်ကံကြီးထွက်တယ်ဆိုတော့အဲ့ရစားအဲ့တော့ စစ်သားတွေအနေနဲ့ဘုနည်းကပြောလက်ရှိစစ်တပ်ထဲမှာလည်းမလုံရှင်ပဲလုံနေရတဲ့စစ်သားတွေရှိတယ်။စိတ်ပါလက်ပါလုံနေတဲ့စစ်ခွေးတွေလည်းရှိတယ်။ဒါနဲ့စစ်ခွေးတွေကိုတော့ကျွန်တော်တို့စကားထဲမပြောဘူးစစ်သားတွေကိုပြောချင်တာကစွန့်စားပါခင်ဗျားတို့စစ်သားတွေဖြစ်တဲ့အတွက်တတိရှိပါလေအမှန်တရားအတွက်ရင်းရင်းကြပါဘာလို့ကိုလဲအချိန်မရှိတော့ဘူးကျွန်တော်တို့တိုင်းပြည်အတွက်အချိန်တွေမရှိတော့ဘူးနော်ကိုယ့်အတွက်လည်းအချိန်မရှိဘူးတိုင်းပြည်အတွက်လည်းအချိန်မရှိဘူးဒါကြောင့်မလို့အမှန်တရားအတွက်ကိုစစ်သားဖြစ်တဲ့အလျောက် ိုယ့်ရဲ့အခက်အခဲတွေအောက်မှာစင်ကြေတွေနဲ့ဘဝတွေကိုမတုံးစေနဲ့အမှန်တရားတွေရင်းရင်းကြပါနော်ကိုယ့်ရဲ့တမိုင်းလူလာတည်တည်ဝါလည်းမယ်နာမည်မတည်ဘူးအရေးကြီးပါတယ်အဲ့တော့အခုလက်ရှိချောင်းထဲမှာစစ်သောမြေထဲမှာပုတ်ပွားပြီးခွေးတွေကောင်လို့မျောလာတဲ့စစ်ခွေးလိုမျိုးတမိုင်းတည်ရင်လားပြည်သူလက်ခံတဲ့စစ်သားတယောက်ဖြစ်တမိုင်းကြံခဲ့ခဲ့တယ်လားတော်စစ်သားတိုင်းစဉ်းစားမှချိန်တာပါဟုတ်ပါတယ်เนาะကိုစီပြောတော့တကယ်မှန်ပါတယ်เนาะ မင်းတို့စစ်ခွေးတွေအမြင်မှဖို့အရေးကြီးလာပြီနော်မင်းတို့ကောင်းနေတီးရတာလေနော်မင်းအောင်လိုက်တော့အသက်ပြီးပြီးတီးနေလာတဲ့ပြီးသူတို့အသက်ပြီးပြီးပြီးသူတို့တော့အသက်ပြီးပြီးတီးနေလာကပိုပဲတန်ဖိုးရှိပါတယ်နော်အဲ့ဒီနေရာတွေလေနော်ကိုကဲပဲပဲနားလေစွန်းစားတတ်ဖို့အရေးကြီးတယ်ဆိုတော့ကိုစီပြောတဲ့တကယ် ထောက်ခံတဲ့ရမ်းမှန်ပါတယ်နော်ပရိသတ်ကြီးတို့ကဘယ်လိုမြင်လဲကွန်မန့်မှာမှပေးကြပါကဲဟုတ်ပြီဒီနေ့မနေ့ခင်တဲ့ရင်တို့တွေလာပါပဲအဆုံးထိကျေးဇူးပေးတဲ့သူရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တဲ့ရင်တွေလေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်ကဲ